သတင်းပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဂျေဆက်သတင်း channel မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာအခုတကပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပြည်မျိုးနယ်ဘောင်းတလဲပြူစောဒီခေါင်းဆောင်လှမြင့်ဒေါ်လန်ရေးတက်ရဲ့ပြကတ်မှုကြောင့်တည်ဆုံးပြီးနောက်မှာဒါဖြစ်သူဆိုင်းတီဟာကပြူစောဒီခေါင်းဆောင်နေရာယူပြီး ပေါင်းတလဲရဲစခန်းကိုမိသားစုဝင်များအားလုံးပြောင်းရွှေ့နေထိုင်တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ပဲခူးတိုင်းပြည်မျိုးနယ်မှာပေါင်းတလဲပြူစောဒီခေါင်းဆောင်လှမြင့်တည်ဆုံးပြီးတဲ့နောက်သူ့ရဲ့သားဖြစ်တဲ့ဆိုင်းတီဟာကပြူစောဒီခေါင်းဆောင်နေရာယူလိုက်ကမိသားစုဝင်အားလုံးပေါင်းတလဲရဲစခန်းမှာပြောင်းရွှေ့နေထိုင်ကြတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလာ6ရက်နေ့မနက်10:00နာရီခန့်ချိန်ကပြည်မျိုးနယ်ပေါင်းတလဲအပိုင်းခွေရဲချင်းရုပ်ကုန်းကြီးဝါမှာပြူစောဒီခေါင်းဆောင်လှမြင့်ကို ဝန်တင်းစိတ်ကျွာနီမှာဘေကိုတိုင်းဌာနဘျူဝါ27ကိုကဲမှုအောက်မှာရှိတဲ့ဘီခရိုင်တရရင်နဲ့3600တရရင်နဲ့ဘီခရိုင်တရရင်တဲ့3600တရရင်ရဲဘော်များကအရှင်ဖန်းစီရမိကြကြောင်းအိုင်လိုဖန်းစီရမိပြီးတဲ့နောက်မှာအိုင်လိုဖန်းစီရမိပြီးတဲ့နောက်စစေးမင်းမြန်ရန်ခေါ်ဆောင်လာစဉ်ပြန်လဲခိုးကန်ထွက်ပြေးလို့လိုက်လံပြက်ကက်ဖန်းစီတဲ့အခါလာမြင့်ဟာကြည်ထင်းမှန်ပြီးပေါ်ချင်းပြီးတည်ဆုံးခဲ့တယ်လို့ဆိုပါတယ်အိုင်လိုလာမြင့်တည်ဆုံးပြီးနောက်မှာကြံရှိတဲ့ဘျူစော်ဒီအဖွဲ့ဝင်တွေကိုသူ့ရဲ့သားဖြစ်တဲ့ဆိုင်းတီဟာကဆက်လက်အုပ်ချုပ်နေပြီးတော့ ဒူစော်ဒီခေါင်းဆောင်ယာတို့ကိုဆက်လက်ခံယူထားကြောင်းဒါမှမဲ့ဆိုင်းတီဟာဒါမှမဲ့ဆိုင်းတီဟာခွေရဲချင်းရုပ်ကုံဂျေးဝါမှာဆက်လက်နေထိုင်ရခြင်းမရှိတော့တာကြောင့်ပေါင်တလဲရဲစကန်းကိုမိသားစုဝင်များအားလုံးပြောင်းရွှေ့နေထိုင်နေပြီးဒူစော်ဒီများကိုဝေးမှလန့်အုပ်ချုပ်နေတယ်လို့သိရပါတယ်အခုပေါင်တလဲနယ်မြေခွေရဲအုပ်စုချင်းကုံဂျေးဝါကအရှင်ခန့်လိုက်ရတဲ့ဒူစော်ဒီခေါင်းဆောင်လှမြင့်ရဲ့ဒါဖြစ်သူဆိုင်းတီဟာလို့ခေါ်တဲ့ချိုကြီးဟာတိုးပေမရှိလဲဖွဲ့ပြတ်မသွားဘူးသူဦးဆောင်မယ်လို့ကြုံးဝါနေတယ် ဒါပေမဲ့သူကခွေးရဲအုပ်စုချင်းယုတ်ကုန်းရွာမှာမနေရတော့ပဲပေါင်းတလဲရဲစကမ်းမှာမိသားစုလိုက်သွားနေတယ်လို့သိရပါတယ်။သူစော်တီတွေကိုဝေးကနေလမ်းအုပ်ချုပ်နေတယ်လို့ဒေသနေပြည်သူတွေကပြောပါတယ်။အဲ့ဒီလာမင်းရဲ့ဒါဖြစ်တဲ့ဆိုင်းတီဟာဆိုသူကလည်းကြံရှိနေတဲ့ဗျူစော်တီဖိုးဝင်များကိုလိုက်လံစူးစောင်းခြင်းဂျေးဝတော်မှာရှိတဲ့လူငယ်များရဲ့အချက်လက်များကိုကောက်ယူပြီးတော့ဘောင်းတလဲရဲစခန်းနဲ့စကောမရှင်ရဲ့လူကြီးပိုင်းများထံတရင်များပေးပို့ခြင်းအကြမ်းဖက်စကောမရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုကူညီခြင်းနဲ့ပြင် ၎င်းဦးစီးတဲ့ပြစောတိအဖွဲ့ကပေါင်းတလဲမျိုးပေါ်နဲ့ဂျီဝါများမှအေဇိယန်စစ်ချင်းအဒင်ရဓမစမှုတန်တဲ့ခေါ်ယူခြင်းနဲ့ဘော်တာဆော့ရဲ့ဖမ်းဆီးခြင်းများကိုလည်းဆက်လက်လှုပ်ဆောင်နေတယ်လို့သိရပါတယ်။နောက်ထပ်ထပ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့ထိုင်းနိုင်ငံဒက်ရှ်ခရိုင်နဲ့ကချနာဘူဒီခရိုင်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား136ဦးဖမ်းဆီးရရှိခဲ့ပြီးတော့အဲ့ဒီထဲမှာကလေးငယ်တွေပါဝင်နေဆိုတဲ့တင်ကိုတင်ဆက်ပေးခြင်းပါတယ်။ထိုင်းနိုင်ငံဒက်ရှ်ခရိုင်နဲ့ကချနာဘူဒီခရိုင်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား136ဦးဖမ်းဆီးရရှိပြီး အဲ့ဒီထဲမှာကလေးငယ်တွေပါဝင်တယ်လို့ထိုင်းနိုင်ငံကလာတဲ့သတင်းတွေရသိရပါတယ်။ယမန်နေ့အော်တိုဘားလ7ရက်နေ့ကထိုင်းနိုင်ငံ Dash KI ထိုင်းမြန်မာနယ်စပ်ဖုတ်ပရမြို့မှာတရားမဝင်မြန်မာနိုင်ငံသားကိုလိုက်ပါလာတဲ့ကားကိုစစ်ဆေးရန်ထိုင်းရနပိုင်များကရတန့်ခိုင်းခဲ့ကြောင်းဒို့ရမှာ ကားဟာမရတန့်ပဲထွက်ပြေးသွားတာကြောင့်လိုက်လံဖမ်းဆီးရမှာကားဟာအချိန်မထိန်းနိုင်ပဲလမ်းဘေးကမြတ်တော်ထဲသို့ရောက်ရှိသွားပြီးတော့ကားပေါ်မှာပါတဲ့တရားမဝင်မြန်မာနိုင်ငံသားကိုကိုဖမ်းဆီးရရှိခဲ့ကြောင်းဒါပြင်ကားမောင်းသမားနဲ့အခြားထိုင်းတအူးကိုလည်းဖမ်းဆီးရရှိခဲ့ကြောင်းသိရပါတယ် အဲ့ဒီဖန်စီရရှိခဲ့တဲ့မြန်မာနိုင်ငံသားဂိုးဟာတရားဝင်အထောက်အထားတစုံတရာပါရှိခြင်းမရှိဘဲတဝိုးကိုထိုင်းဘတ်4500ပေးပြီးတော့ဝင်ရောက်လာတာဖြစ်ကြောင်းအဲ့ဒီမြန်မာနိုင်ငံသားတွေကိုဖို့ပရာမျိုးနဲ့ရဲစခန်းမှာအမှုပွင့်ရေးယူထားကြောင်းသိရပါတယ်အလားတူထိုင်းနိုင်ငံကချနာပူရီခိုင်မှာလည်းယမန်နေ့အော်တိုဘာလ17ရက်နေ့ကမြန်မာနိုင်ငံသားတရားခွနအိုလိုက်ပါလာတဲ့အလုံးပိတ်ကားတစ်စီးကိုထိုင်းရနာပိုင်တွေကတားဆီးစစ်ဆေးခဲ့ပြီးတရားမဝင်မြန်မာနိုင်ငံသားများအလုံးကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်အဆိုပါမြန်မာနိုင်ငံသားတွေဟာထိုင်းနိုင်ငံတွင်လုံလောက်ရန်တို့က ဖရာသုံးစုမျိုးမတစ်ဆင့်ဝင်ရောက်လာတာဖြစ်ပြီးတော့မိသားစုလိုက်ဝင်ရောက်လာသူများလည်းရှိကြောင်းဖန်ဆီးခံရသူများထဲမှာကလေးငယ်များလည်းပါဝင်ကြောင်းသိရပါတယ်။နောက်ထပ်ထမံတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မဲစရဲမာရွေးမှုတွေကိုလူမှုကွန်ရက်မှာကျဲတဝင့်တင်ပြခြင်းမပြုဘဲနဲ့ဓာတ်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်နဲ့ညှိနှိုင်းဖြည့်ရှင်ကြရန်ဂျန်ဖော့ပါတီအတွင်းမှာညွှန်ကြားထားပြီးတော့ရွေးကောက်ပွဲပုံရိပ်နဲ့စစ်တပ်ကုံဒိခါကိုထိခိုက်တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။လက်ရှိမှာဂျမတ်စစ်တပ်ကဂျန်ပါရန်ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအတွက်မဲဆေးရဲ့မာရွယ်မှုတွေကိုလူမှုကွန်ရက်ဆိုရှယ်မီဒီယာတွေမှာအကျယ်တဝင့်တင်ပြခြင်းမပြုဘဲနဲ့ဒါဆိုင်ရရွေးကောက်ပွဲကော်မရှင်နဲ့ညှိနှိုင်းဖြည့်ရှင်းကြရန်ဂျန်ဖောပါတီအတွက်ညွှန်ကြားလာတယ်လို့ဂျန်ခိုင်ရီပါတီသတင်းရင်းမြစ်ကပြောပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလ30ရက်နေ့မှာစတင်ပြီးတော့အကြမ်းဖက်စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်က၎င်းတို့ရဲ့မဲဆေးရဲများကိုထုတ်ပြန်ခဲ့ပြီးတော့အဲ့ဒီမဲဆေးရဲတွေဟာတနိုင်ငံလုံးအတိုင်းအတာနဲ့အမားယွင်းတွေမြောင်များစွာပါဝင်လာတာဖြစ်ပါတယ် အဲလိုမဲစည်းရင်းနဲ့မာရွင်းနေမှုကိုနေပြီးတော့နေမြေမှာရွေကောက်ပွဲဝင်မဲ့ဘူးလက်လဆွေကတို့ရဲ့လူမှုကွန်ရက်မှာတဆင့်ကြီးကျယ်ဝေဖန်မှုတွေလှုံ့ဆော်လာပြီးတဲ့နောက်မှာ၎င်းတို့ရဲ့ဂျမ်ဖောပါတီအတွင်းအဲလိုမဲစည်းရင်းမာရွင်းမှုတွေကိုလူမှုကွန်ရက်မှာတင်ချင်းပြောဆိုချင်းဝေဖန်ချင်းမပြုလုပ်ရန်ညွှန်ကြားလာတာဖြစ်တယ်လို့သိရပါတယ်အခုမဲစည်းရင်းကမာရွင်းရှိတယ်ဆိုရင်အရေးရဲ့သဆိုင်ရာမျိုးနယ်ရွေကောက်ပွဲကော်မရှင်နဲ့ညှိနှိုင်းပြောဆိုလုပ်ကြပါလူမှုကွန်ရက်မှာတင်တာတွေပြောဆိုတာတွေဝေဖန်တာတွေကရွေကောက်ပွဲရဲ့ပုံရိပ်ကိုကြဆင်းစေတယ် ရွေကောက်ပွဲကိုကျင်းပပေးမယ်တက်မတော်ရဲ့ဂုံဒိခောက်ကိုလည်းထိခိုက်စေတယ်ပေါ့အားရကြောင်မဲစရင်မှားရင်ကော်မရှင်နဲ့မှအောင်လို့မှအောင်စူးစမ်းလူမှုကွန်ရက် Facebook တွေမတင်နဲ့ Dettor တွေမတင်နဲ့ Telegram မှာမတင်နဲ့ဆိုပြီးနှုံနဲ့ညွန်ကြားလာတယ်လို့ချန်ကိုင်းရီပါတီသတင်းရင်းမြစ်ကရှင်းပြပါတယ်။ဒါပြင်တရားရာဂိုင်နှုံပြေစုံမှန်ကန်တဲ့မဲစရင်မျိုးကဘာမှမရှိကြောင်းဒါကြောင့်မဲစရင်မှားရွေးမှုဟာဖြစ်တတ်တဲ့သဘောဖြစ်ပြီးဘူပေါင်းဆောင်ရွက်ညီနိုင်မှုနဲ့သာမဲစရင်အမှန်ကိုဆောင်ရွက်သွားနိုင်မှာလို့ ဂျန်ခန့်ရီပါတီတွဲမှာရှင်းလင်းပြောဆိုလာကြောင်းသိရပါတယ်။ဒါပြင်ဂျမ်းမစစ်တပ်ကခန့်အပ်ထားတဲ့လူဝဲမှုကြီးကြပ်ရေးဝန်ကြီးစုတို့ကလည်းရွေးကောက်ပွဲအတွက်မဲစေးရဲများအချက်လက်ကွဲလွဲမှုမပြေစုံမှုနဲ့လူဝဲချက်များရှိနေကြောင်းပြည်သူများအနေနဲ့မိမိရဲ့နာမည်မဲစေးရဲမှာပါမပါအချက်လက်ပြေစုံမှန်ကန်မှုရှိမရှိမဲစရင်ထုတ်ပြန်ကြေညာထားတဲ့နေရာများကိုလာရောက်ကြည့်ရှုနိုင်ရင်ပြင်ဆင်ဖြည့်ဆွဲရန်လူဝဲချက်များရှိပါက အဲ့ဒီကိုင်းကရှင်အနေနဲ့ရွေးကောက်ပွဲနေဦးပရိပါပြဋ္ဌာန်းချက်တင်နေညီဓမ္မပုံစံများနဲ့ဖြည့်ဆွတ်ဆောင်ရွက်နိုင်ရေးအတိပေးကြရန်လိုအပ်တယ်လို့သတင်းထုတ်ပြန်ပြောဆိုပါတယ်။အချမ်းဘက်မယောင်းလင်က2020ရွေးကောက်ပွဲမှာမဲဇယင်းများမှားယွင်းတာကိုအကြောင်းပြပြီးအာဏာသိမ်းပြီးနောက်မှာနိုင်ငံတော်သမ္မတဦးဝင်းမြင့်နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်တော်ဇန်းစုကြည်တို့ကိုမတရားဖမ်းဆီးထောင်သွင်းအကြမ်းချခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးဓမ္မတင်ဆက်ပေးခြင်းနဲ့သတင်းကတော့ရခိုင်ဒေသတို့တိုက်ခိုက်နေတဲ့အာဆာနဲ့ RSO အဖွဲ့များကိုအားပေးအားမြောက်ပြုနေတဲ့ ဘင်္ဂလားဒေ့ရှ်နယ်ကြားဆောင်အရာရှိတချို့ကိုရေးယူပေးရန်အေအေကဘင်္ဂလားဒေ့ရှ်အစိုးရကိုထပ်မံတိုက်တွန်းတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။လက်ရှိမှာရခိုင်ဒေသကိုတိုက်ခိုက်နေတဲ့အာဆာနဲ့ RSO အဖွဲ့အများကိုအားပေးအားမြောက်ပြုနေတဲ့ဘင်္ဂလားဒေ့ရှ်နယ်ကြားဆောင်အရာရှိတချို့ကိုရေးယူပေးပါရန်အေအေကဘင်္ဂလားဒေ့ရှ်အစိုးရကိုယမန်နေ့ကထပ်မံတိုက်တွန်းလိုက်ပါတယ်။အေအေကရခိုင်ဒေသမှာလက်ချမ်းမြို့၃မြို့ကိုစတက်လက်အောက်မှာအလုံးစုံလုံးမြောက်ရေးအတွက်စည်ရေးနိုင်ငံရေးနီလန်းများနဲ့ဆောင်ရွက်နေကြမှာ။ အာဆာနဲ့အရက်ဆိုပွဲများကဘင်္ဂလားဒေ့ရှ်နဲ့ရခိုင်နယ်စပ်တလျှောက်ပါဝင်ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းတို့မှာယာယီစခန်းများအခိုင်အမာစခန်းများကိုတိစောက်ပြီးတော့အဲ့ဒီနေရာတွေကနေရခိုင်ဒေသအတွင်းတို့စိမ့်ဝင်ရောက်ခါအေအေရဲ့လုံခြုံရေးစခန်းများကိုလျှက်တဲ့ပြက်ဝင်ရောက်တိုက်ခိုက်တာတွေဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကနေနှောက်ရပြက်ခတ်တာတွေရန်စပြက်ခတ်တာတွေအရသာများကိုတပ်ဖြတ်ခြင်းနဲ့ပြန်ပေးဆွဲချိန်ချောက်တာတွေကိုအခုရပိုင်းအတွက်မှာပုံမို့လှုပ်ဆောင်လာတယ်လို့အေအေကပြောပါတယ်ယမန်နေ့အော်တိုဘားလ17ရက်မွန်လွယ်3နာရီချိန်က မောင်နှောင်မျိုးမြောက်ပိုင်းလေရခွာဆောင်ရဲ့တောင်ပတ်မီတာနေရာကွာမှာအစ္စလန်လက်နက်ကင်ဆယ်ဦးကဒေသခံဆိုင်ငယ်ကယ်ရီမောင်းသူ၃ဦးကိုချုံခိုတိုက်ခိုက်ခဲ့ပြီးတဦးတေဆုံးကနှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း။အဲဒီအာဆာနဲ့အာရဆိုအဖွဲ့တွေဟာဘင်္ဂလားဒေ့ရှ်နယ်ခြားဆောင်တပ် BGB မှရရှိတချို့နဲ့ထောက်ခံအားပေးသူတချို့ကထောက်ပံ့ပေးထားတာဖြစ်ကြောင်း။ဒါကြောင့်ဘင်္ဂလားဒေ့ရှ်ဂျာပြတ်အစိုးရအနေနဲ့ဒါကိုအများဆုံးဖော်ထုတ်ရေးယူရန်နဲ့အချိန်မီထိန်းသိမ်းတင်ကြောင်းအေအေကပြောဆိုပါတယ်။ဒါပြင်ပြီးခဲ့တဲ့စက်တင်ဘာလ29ရက်နေ့ကလည်း အေးကဘင်္ဂလားဒေ့ရှ်ဂျာပြအစိုးရကိုအတိပေးထုတ်ပြန်ခဲ့ပြီးတော့ရခိုးတခါထပ်မံပြီးတော့တိုက်တွန်းကြောင်းဒါကြောင့်ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့အေးယူထိန်းချောင်းမှုမရှိဘဲဆက်လက်လှုပ်ပေးထားမယ်ဆိုပါကနှစ်ဖက်နဲ့ဆက်တင်းကျင်ရေးလုံခြုံရေးဆက်ဆန့်ရေးနဲ့နှစ်ဖက်ယုံကြည်မှုတို့ကိုဆိုးဝါးစွာထိခိုက်လာစေနိုင်ကြောင်းဒါကြောင့်အာဆာနဲ့အာရက်ဆိုအဖွဲ့အများကိုဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာရခိုင်ဒေသသို့ဝင်ရောက်စေရဲလှရှားမှုတွေကိုအများဆုံးဟန်တာပေးပါရန်ပါဝင်ပတ်သက်နေတဲ့ဘင်္ဂလားဒေ့ရှ်နေရာဆောင်ရာရှိဝန်ထမ်းများကို အမြန်ဆုံးထိန်းချောင်းရေးယူပေးပါရန် AA ကကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။ဒါပြင်ဘင်္ဂလားဒေ့ရှ်ဂျားပြတ်အစိုးရကထိန်းချောင်းမှုမရှိနိုင်ပါကနယ်စပ်နဲ့အာဆီယံဒေသတွင်းလုံခြုံရေးဒီငင်ရေတို့ကိုပါချိန်ချောက်လာနိုင်ကြောင်းဒါကဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်လည်းချိန်ချောက်မှုဖြစ်နိုင်ကြောင်း AA ကတိုက်တွန်းထားပါတယ်။နောက်ထပ်တစ်မှတ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့ကိုရီးယားချင်းငွေနဲ့စတင်ခဲ့တဲ့ဒလာဒရာကိုနိုင်ငံတော်ဘဏ္ဍာထဲဝယ်မှုကြောင့်ဘီစီးတယ်လို့အချမ်းဘက်စစ်ကောင်းဆောင်ပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ ရန်ကုန်ဒလမြေကူတရားစီမံကိန်းကိုကိုရီးယားနိုင်ငံချင်းငွေနဲ့စတင်တည်ဆောက်ခဲ့တာဖြစ်ပေမဲ့လည်းနိုင်ငံတော်ရဲ့ဘဏ္ဍာငွေထဲဝယ်မှုကြောင့်လုပ်ငန်းပြီးစီးခြင်းဖြစ်တယ်လို့အချမ်းဘတ်စစ်ကောင်းဆောင်မင်းအောင်လင်ကပြောဆိုပါတယ်။ချမ်းဘတ်စစ်ကောင်းဆောင်ဟာယမန်နေ့အော်တိုဘားလ10ရက်နေ့ကမြန်မာကိုရီးယားနိုင်ငံချစ်ကြည်ရေးဒလတရားစီမံကိန်းနေရာမှာပင်မတရားချိတ်ဆက်မှုကိုစကလုံးနှိပ်ဖွင့်လှစ်ပေးစဉ်အဲ့လိုပြောကြားခဲ့တာဖြစ်ပါတယ်။အချမ်းဘတ်စစ်ကောင်းဆောင်ဟာတရားတိဆောက်ရေးလုပ်ငန်းပြီးစီးရန်နိုင်ငံဘဏ္ဍာငွေဖြည့်တင်းဆောင်ရွက်နိုင်ခဲ့လို့လုပ်ငန်းပြီးစီးခဲ့တာဖြစ်ကြောင်း နိုင်ငံဗန္နာငွေဖြည့်တင်းဆောင်ရွက်နိုင်ခဲ့လို့လုပ်ငန်းပြီးစီးခြင်းဖြစ်ကြောင်းအာရိတရာကြောင့်ရန်ကုန်မြို့ရင်ကျော်ပိတ်ဆို့မှုတွေကိုရောပါသွားမှာဖြစ်ပြီးလူမှုစည်းပွားဖွံ့ဖြိုးတိုးတက်မှာဖြစ်ကြောင်းလည်းပြောဆိုပါတယ်။အဲလိုစကောင်းဆောင်ကဒီဆောင်ရေးလုပ်ငန်းများကိုချိန်မီပြီးစီးကြောင်းထုတ်ပေါ်ပြောကြားပြီးမယ်လေ။နိုင်ငံတကာဗန္နာရေးလေးလာဆန်းစစ်သူများကတော့အကြံဘက်စကောင်းစီဟာဘီသူဗန္နာငွေများကိုဘီသူများထက်စတုံးစရိတ်မှသာဦးစားပေးအသုံးပြုနေတယ်လို့ဝေဖန်မှုတွေရှိနေပါတယ်။ အဆိုပါတရားကိုတရုတ်နိုင်ငံပိုင်ဆောက်လုပ်ရေးလုပ်ငန်းဖြစ်တဲ့ CCECC နဲ့ပူးပေါင်းထားတဲ့ China Civil Engineering Construction Corporation မြန်မာ Limited ကတာဝန်ယူတည်ဆောက်ခြင်းဖြစ်ကယခုနှစ်ခုပိုင်းမှာလွှဲပြောင်းပေးမှာဖြစ်တယ်လို့သိရပါတယ်။ဒါပြင်မြန်မာကိုရီးယားနှစ်နိုင်ငံချစ်ချစ်ရေချင်းဝင်တဲ့အရိတရားကို2010ခုမှာစီမံကိန်းချခဲ့ပြီး2019ခုနှစ်မှာဆောက်လုပ်ရေးလုပ်ငန်းများစတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ကိုရီးယားနိုင်ငံချင်းငွေအမေရိကန်ဒေါ်လာ150ခွန်တသမ833တန်းနဲ့မြန်မာအစိုးရထဲဝင်ငွေတန်30ကျော်အပါအဝင် သုံးပေါင်ကုန်ကြဆေးဟာအမေရိကန်ဒေါ်လာ188တက်တမ184သန်းဖြစ်တယ်လို့ချက်လက်တရသိရပါတယ်။အစိုးရမြန်မာကိုရီးယားချက်ကြီးရဲ့ဒလာဒရာတမ်မနီဂျိုးဆိုင်ဒရာအမျိုးအစားဖြစ်ပြီးလေလံသွားဒရာဒရာတစ်စင်းလုံးရဲ့စုပေါင်းရှေမှာ6128ပေရှိတယ်လို့သိရပါတယ်။တိုးတော်လည်းအစိုးရဒရာနှစ်စင်းချိန်ဆက်ပွဲကိုအချံဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်တရားမှုကြောင့်ဒလာမျိုးကံများအခက်အခဲနဲ့ရင်ဆိုင်ခဲ့ရပါတယ်။အရကတော့ဒလာမြက်ကူသွာလာနေတဲ့တမ်မန်ကရိုများအလုံးရနာရခြင်း လမ်းဘေးဈေးဆိုင်များပိတ်ထားရခြင်းတွေဖြစ်ပေါ်ခဲ့တယ်လို့ဒလလမ်းဘေးဈေးဆိုင်များပိတ်ထားရခြင်းတွေဖြစ်ပေါ်ခဲ့တယ်လို့ဒလမျိုးကန်နေတံကသိရပါတယ်။အခုရေကြီးတဲ့တရာဘေးဘီဆိုတာကိုဝမ်းသာပေမဲ့သူတို့ရဲ့ခေါင်းဆောင်ကြီးလာမယ်ဆိုပြီးတော့တနေ့လုံးလမ်းနေပိတ်တမန်တွေလည်းရထားရတော့အခုကျမတို့လိုနေလုံးနေစားသမားတွေတွတ်တော့အလုံးပြက်ပြီးအခက်ခဲတွေဖြစ်တာဘောလို့ဒလမျိုးကန်မျိုးသမီးတဦးကပြောဆိုပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့ဘရောင်းတိုက်ပွဲအတွင်းမှာစကော့မရှင်ကလောင်းများကိုဆွဲပြေးရတာကိုမပေါက်ချားရန်တော့ စစ်တုံးကားကြီး၂စီးနဲ့အလောင်းတည့်ရန်အသင်းပြင်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။လက်ရှိမှာအချမ်းဘတ်စစ်ကောမရှင်ထိုးစစ်ဆင်နေတဲ့ဘကိုးတိုင်းပရောင်မျိုးနယ်ကလေသာတောင်တိုက်ပွဲမှာခေးကြိုက်တိုက်စုံမှုတွေများပြားပြီးတော့အလောင်းတွေဆွဲပြေးနေရတာကိုမပေါက်ကြားရန်တော့၎င်းတို့ရဲ့စစ်တုံးကားများအုံပြူရန်ပြင်ဆင်နေတယ်လို့သိရပါတယ်။အချမ်းဘတ်စကောမရှင်ဟာ၎င်းတို့လက်လွတ်ဆုံးရှုံးလိုက်ရတဲ့လေတာတောင်းမှရှိတဲ့စစ်စခန်းကိုပြန်လည်ရရှိရန်တို့ဟာပြီးခဲ့တဲ့အော်တိုဘားလ6ရက်နေ့မှာစတင်ပြီးစစ်ကြောင်းထိုးလိုက်ရမှာ အရောခတ်တော်အေးတပွဲများနဲ့တိုက်ပွဲဖြစ်ပွားပြီး၎င်းတို့ရဲ့အလောင်းတွေဆွဲပြေးရတဲ့အထိဖြစ်ပွားခဲ့ပါတယ်။အခုကာနစီခေါ်ထားတာကအင်အားဖြည့်ဖို့မဟုတ်ပါဘူး။အလောင်းကောက်ဖို့ဖြစ်ပါတယ်။လူမှုကူညီရေးအသင်းပိုင်းရင်းနေတဲ့အလောင်းတွေတင်လို့သတင်းတွေပေါက်ကြားပါတယ်ဆိုပြီးသူတို့ကားတွေနဲ့အသင်းပြင်ထားတယ်လို့စစ်ရေးသတင်းကြီးမြစ်ကဆိုပါတယ်။လက်ရှိမှာအချမ်းဘက်စကော့မရှင်တဟာဒေသုံတပွဲဝင်အလောင်းများနဲ့ထေခိုက်တန်ရာရရှိသူတွေကိုတယ်ဆောင်နိုင်ရန်အတွက်အနီးနားခြေဝများမှလူမှုကူညီရေးကားများကိုရေးပေါ်အသုံးပြုရမှာ။ဒါတွေကပြင်ပကိုသတင်းပေါက်ကြားတယ်လို့ဆိုတာ တိုက်ပွဲတွင်းမှအလောင်းများကိုကောက်ယူရန်အတွက်စစ်တုံးမော့တော်ရင်နှစည်းကိုအတင်းပြင်ဆင်ထားတယ်လို့သိရပါတယ်။အစိုးရအလောင်းတက်ရန်ကားနှစည်းကိုအိုရှစ်ပင်တရာစစ်စေးရေးကိန်းမှအတင်းနေထားနေထားရှိတယ်လို့သိရပါတယ်။အချမ်းဘက်စက်ကော့မရှင်စစ်ကြောင်းဟာပြီးခဲ့တဲ့အော်တိုဘာလဆယ်ရက်နေ့ကဆင်းလန်းစခန်းကနေပြီးတော့လေသာတောင်ဘက်ကိုခြုံကိုထွက်လာရမှာအေအေနဲ့ထိတိုက်တွေ့ပြီးတော့စက်ကော့မရှင်တပ်ဖွဲ့ဝင်20ခန့်တိုက်ဆုံးခဲ့ပါတယ်။အိုင်းနာကိုဂျန်နေသူတွေကိုဝိုင်းတွယ်လေးရည်နဲ့ဘုံကျဲပြက်ကူဘေးကကဲထုတ်ပေးခဲ့ရတယ်လို့သိရပါတယ်။လက်ရှိမှာအချမ်းဘက်စက်ကော့မရှင်က ညောင်ကျိုးစခန်းနဲ့တောင်ကုတ်လမ်းတကြောကိုပြန်လည်ရရှိရန်အတွက်ထုံနှုတ်အင်အားလုံးကျွန်းသုံးကစစ်ကြောင်းထိုးနေရမှာညောင်ကျိုးနဲ့တောင်ကုတ်ကြားမှာလည်းစကော့မရှင်တပွဲဝင်တွေအစိုးလိုက်ပြုံလိုက်တည်ဆုံးခဲ့တယ်လို့သိရပါတယ်အဲလိုတည်ဆုံးမှုတွေကိုဖုံးပိထားပြီးတော့အစိုးရလမ်းကြောင်းမှာဖြတ်တန်းသွားလာသူများကိုပါဖမ်းဆီးမှုတွေရှိနေတယ်လို့ဒေသတွင်းသတင်းများကသိရပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလို့ဆုံးဖြတ်နားဆင်ခဲ့တဲ့သတင်းပိတ်တများကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြတွင်ပြပါသတင်းဒေါ်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစနစ်ပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ